အားလုံးကိုယေရှုခရစ်တော်နာမ၌မင်္ဂလာပါလို့နှုတ်ခွန်းဆက်တာပါရယ်ဒီနေ့မှာကျွန်တော်တို့အတူတူကလေးလာဆင်ခြင်ရမယ်ခေါင်းစဉ်ကတော့ညီဝတ်စွာအေး၍ပြောပါမည်ဆိုတဲ့ခေါင်းစဉ်ပဲဖြစ်ပါရယ် ကျမတို့တွေအခုလိုကာလကိုဖြတ်သန်းရတဲ့အခါမှာလူတိုင်းလူလူဟာစိတ်ဖိစီးမှုနဲ့เนาะအနာဂတ်အတွက်တွေးပူပြီးတော့မှအိမ်မရတဲ့သူတွေမြောင်များစွာရှိနေကြတာဖြစ်တယ်။အဲ့ဒီအထဲမှာတင်လဲပါတယ်ဆိုလို့ရှင်ပေါ့เนาะဒီနေ့မှာအပိလူရာကတင်သည်ညင်ဝတ်စွာအိပ်ပျော်ရတဲ့အခွင့်ရှိတယ်။ဘုရားသခင်တင်ဘက်ကနေနေပြီးတော့မှတင့်ကိုကွယ်ကဆောင်းမပေးထားတာဖြစ်တဲ့အတွက်တင့်ရဲ့စိုးရိမ်တဲ့အရာတွေအားလုံးကိုဘုရားသခင်လက်ထဲမှာအပ်ပြီးတော့မှညင်ဝတ်စွာနဲ့အိပ်ပါလို့အပိလူရာဖြစ်တယ်။ လေးခုမြောက်သောစာလအပိုင်းငယ်၈မှာဒီလိုမျိုးဖော်ပြထားပါဗျ။ရေဝတ်စွာအိပ်၍ပြောပါမည်အကြောင်းမူကားအကျွန်ုပ်သည် လုံခြုံစွာ နေရသော အခွင့်ကို ကိုရောအရှင်သာရဖျားသာလည်းအခွင့်ပေးတော်မူ၏အာမင်ဆိုတော့ဒီမှာပြောထားချက်အရာပေါ့နော်ကျမတို့ကို လုံခြုံစွာ နေရတဲ့အခွင့်ကို ပေးတာကဖျားသခင်သာလည်းပေးတာဖြစ်တယ်နော်ဒါဆိုတာကဘာလဲဖျားခင်တပါးဒီသား သူတဘာဒီတာတက်နိုင်တယ်ဆိုရရောက်ပြောထားတာဖြစ်တယ်။ကျွန်တော်လုံခြုံစွာနေရတဲ့အခွင့်ငြိမ်ဝတ်စွာအိပ်ပျော်ရတဲ့အခွင့်ကိုကျွန်တော်တို့လူရဲ့အစွမ်းအစအနေနဲ့လည်းမလုံနိုင်ဘူး။ခြားသောသူတွေကလည်းကျွန်တော်တို့လာပြီးမလုပ်ပေးနိုင်ဘူး။တော့ဖျားသခင်တဘာဒီတာလည်းတက်နိုင်တယ်ဆိုရရောက်ပြောထားတာဖြစ်တယ်။ ဆိုတော့ချို့သောသူတွေကအိတ်မရတဲ့အခါမှာပေါ့နော်အိတ်ဆေးတွေတောက်ပြီးတော့မှအိတ်ရတယ်။နော်ဆရာဝန်နဲ့တိုင်ပင်ပြီးတော့မှပေါ့နော်သူတို့ညာဘက်အိတ်ပြောင်းအောင်ဘယ်လိုမျိုးလုပ်ရမလဲဆိုပြီးတိုင်ပင်ပြီးမှဆေးတွေတောက်ရတဲ့အရာတွေရှိတယ်ပေါ့နော်။ဆိုတော့ဒီအရာက အသက်ကြီး၍ဖြစ်လာတာလားဒါမို့လို့ရှင်လေနော်ကိုယ့်ရဲ့စိတ်ဖိစီးမှုတွေကြောင့်ဖြစ်လာတာလားပေါ့နော်။ဒီအရာတွေပေါ့လေအများကြီးမူတည်တာဖြစ်တယ်ပေါ့နော်။ဒါကြောင့်ချို့သောသူတွေဆိုလို့ရှင်နော်ခေါင်းအုံးပေါ်မှာခေါင်းကရောက်သွားတာနဲ့ချက်ချင်းမဲ့တုံငနဲ့ပဲအိတ်ပြောင်းသွားတယ်ဆိုပြီးတော့သူတို့ပြောကြတာပေါ့နော်။ဆို ိုတော့အဲ့ဒီအရာကပေါ့နော်တကယ်ပဲကျွန်တော်ကျေးဇူးတော်ချီးမွမ်းစရာဖြစ်တယ်။သင်အိမ်မပျော်တဲ့အရာကိုခံစားမှုတယ်ဆိုလို့ရှိရင်အိမ်မပျော်တဲ့ဝေဒနာဟာဘလောက်ထိခံရခက်လဲဆိုသင်သိမှာမဟုတ်ဘူးပေါ့နော်။ဆိုတော့အိမ်မပျော်တဲ့သူတွေကဘယ်လိုမျိုးခံစားရလဲဆိုလို့ရှိရင်ဘယ်အချိန်မှမျက်သူတို့အိပ်ပျော်မလဲပေါ့နော်။မျက်လုံးကလည်းဆက်နေပြီနော်။အာ မျက်လုံးများညောင်းအောင်ဟာလာဟိုဟာလေးဖက်လိုက်ဒီဟာလေးကြီးလိုက်နဲ့ဟာလာအိပ်ပျော်အောင်များလုံးမလားဆိုရင်လည်းမရဘူး။နော်စိတ်ဖိစီးမှုအရာတွေကဝင်လာရင်လည်းပိုဆိုးတယ်ပေါ့နော်။တောင်တွေးမြောက်တွေးနဲ့ပေါ့နော်။တကယ်လို့သူကတော်ပြီကွာငါဟာလာအာဘာမှမတွေးတော့ဘူးမျက်စိပဲမှိတ်ထားလိုက်တော့မယ်သူ့လိုလိုအိပ်ပျော်သွားရင်လည်းပြီးတာပဲပေါ့နော်ဘလောက်ပဲစ조사ပြီးအိပ်ပေမဲ့အိပ်မပျော်တဲ့လူတွေအများကြီးရှိတာဖြစ်တယ် ။နောက်တင်ဒီနဲ့ညီဝတ်စွာအိပ်ပျော်ရတဲ့အခွင့်ရှိတယ်ဆိုရင်ဂျေဆုတို့ချီးမွမ်းရမှာဖြစ်တယ်။ဟောဒါကချို့တော်သူတွေဆိုလို့ရှိရင်အိပ်မပျော်တဲ့ယောဂါတို့တောင်မှပေါ့နော်။ယောဂါအနေနဲ့တောင်မှနာမည်တက်ကြတာဖြစ်တယ်။ဒါကြောင့်မလို့ဒီနေ့မှာကျွားတို့ညီဝတ်စွာအိပ်ပျော်ရတဲ့အခွင့်ကိုပေးတာကဖရာသခင်ဖြစ်တယ်ဆိုတာကိုသိမှတ်ပြီးကျွားတို့တွေတကယ်ပဲကိုယ့်ရဲ့လုံခြုံရသောအခွင့်ညီဝတ်စွာအိပ်ပျော်ရတဲ့အခွင့်ကိုဖရာသခင်လက်ထဲမှာအပ်ထားဖို့အရေးကြီးတယ်။ကိုရောကျွန်တော်ရဲ့စိတ်ဖြစ်စီမှုတွေကိုကိုရောလက်ထဲမှာအပ်တယ်။ကိုရောဖျားဒီအမှုကိစ္စကိုဖြေ ရှင်းပေးမယ်ဆိုကျွန်တော်ယုံကြည်တယ်ဆိုပြီးမှလက်တော်ရဲအနံ့မှုဖြစ်တယ်။နောက်ပြီးတဲ့အခါမှာသင်ကမလုံးမချုံဘူးကြောက်လန့်နေရတယ်လို့ခံစားနေရတယ်ဆိုလို့ရှိရင်လည်းသင်ရဲ့စိုးရိမ်ထိတ်လန့်ခြင်းအရာအားလုံးကိုဘုရားသခင်လက်ထဲမှာသင်အပ်ထားလို့ရတာဖြစ်တယ်။နောက်ဘာကြောင့်လဲဘုရားသခင်ရဲ့လက်ထဲမှာအရာခတ်သိမ်းအားလုံးကိုထိန်းချုပ်ထားတာဖြစ်တဲ့အတွက်နောက်ဘုရားသခင်ငါဘက်ကနေหนีပြီးတော့မှကူမပေးမယ်ဖြေရှင်းပေးမယ်ဒီအမှုကိစ္စတော့ငါလုံးဝမတတ်နိုင်ဘူးဆိုတဲ့အရာကိုပေါ့နော်ကျွန်တော်တို့ကယုံကြည်စိတ်ချပြီးဘုရားသခင်လက်တော်ထဲမှာအနံ့ဖို့လိုတာဖြစ်တယ် ်။နောက်ဒီနေ့မှာသင်စားစရာရှိတာစားပါအိပ်စရာရှိတာအိပ်ပါသတင်းတွေကြည့်ပြီးတော့လည်းစိတ်တက်မကြပါနဲ့။နောက်ဒီနေ့မှာကျွန်တော်တို့နော်ကိုလက်လှုပ်ရှားလေးကျင့်ခန်းနေလဲလုံအာလုံနိုင်ရေပေါ့နော်အကောင်းဆုံးဖြစ်တဲ့။ဘာကြောင့်လဲဆိုလို့ရှင် စိတ်ဖိစီးမှုများတဲ့အခါမှာလူကအလိုလိုနေနေဖိအားနေနော် pressure အရင်များတာဖြစ်တဲ့အတွက်ပေါ့နော်။ပို့ပြီးတော့မှအိုးစားလာတယ်။ပို့ပြီးတော့မှမလှုပ်ရှားချင်တဲ့အတွက်ပေါ့နော်။စိတ်ဖိစီးတဲ့အခါမှာအစားလဲပို့ပြီးစားမိလာတယ်။နော်အဲ့ဒီအခါမှာအစီပိတ်မဲ့အဝါလွန်မဲ့ ောက်ပြီးတဲ့အခါပိုဆိုးတယ်ပေါ့နော်တခုတခုဒီယောဂါတွေတခုတခုတခုကဆက်ဆက်သွားတယ်။နောက်အဲ့ဒီအတွက်ကြောင့်ကျွန်တော်တို့မလုပ်ရမှလဲဆိုလို့ရှိရင်နော်စိတ်ညစ်စရာတွေမတွေးဘဲနဲ့တတ်နိုင်သမျှနော်ပေါ့ပေါ့ပါပါအာပျော်ရွှင်ဝမ်းမြောက်စရာတွေပဲကျွန်တော်တို့တွေးရမယ်။ကျန်းစာဖတ်ပြီးတော့မှပေါ့နော်ဘုရားသခင်စီကနေလဲဝမ်းမြောက်ခြင်းကျွန်တော်တို့ခံယူလို့ရတာဖြစ်တယ်။ ဒီနေ့မှာရန်သူကကျမတို့ကိုစိတ်တက်ကြအောင်เนาะစိတ်မပျော်ရွှင်အောင်သူကလာလာလှုပ်ပေမဲ့ကျမတို့စီမှာဘုရားသခင်ပေးထားတဲ့ဝမ်းမြောက်ခြင်းတွေရှိတာဖြစ်တယ်။ဒါကြောင့်မလို့ဝိညာဉ်အသီးကိုယ်လုံးမှာဝမ်းမြောက်ခြင်းအသီးဆိုတဲ့အကြောင်းဘုရားသခင်ကထည့်ပေးထားတာဖြစ်တယ်။เนาะကျမတို့မှာเนาะအာဘုရားသခင်ပေါ်မှာချစ်မယ်လူတွေအပေါင်းကိုကျမတို့ချစ်မယ်ဆိုလို့ရှိရင်ကျမတို့စီမှာเนาะနောက်ထပ်သီးလိုက်မဲ့အသီးကဝမ်းမြောက်ခြင်းအသီးဖြစ်တယ်။เนาะချစ်ချင်းပြီးလို့ရှိရင်ဝမ်းမြောက်ခြင်းဆိုတဲ့အရာကဆက်ပြီးတော့မှဇက်တိုက်အနေနဲ့ပေါ့เนาะသီးလာမှာဖြစ်တယ်။ဝမ်းမြောက်ခြင်းအသီးသီးပြီးရင် ငိမ်သက်ခြင်းအသီးကိုလည်းဆက်တိုက်ကျွန်တော်တို့ရရှိမှဖြစ်တယ်။ဆိုတော့အဲ့လိုပုံစံမျိုးပဲပေါ့နော်။ဒါကျွန်တော်တို့ကဘုရားသခင်ကိုချစ်ပါ၊ဘုရားသခင်စီမှာခိုးဝင်ပြီးတော့မှအနားယူပါ၊ဘုရားသခင်လက်တော်ထဲမှာအပ်ပါ။တော့နောက်ထပ်အခါကျွန်တော်တို့ဘာလို့လို့ရလဲဆိုကိုရောကိုရောစီကဝမ်းမြောက်ခြင်းနဲ့ကျွန်တော်အပေါ်မှာတောင်းလောင်းပေးပါ။ကျွန်တော်ဝမ်းမြောက်ခြင်းလိုအပ်ပါတယ်ပေါ့နော်။အဲ့ဒီခါမှာဘုရားသခင်ဝမ်းမြောက်ခြင်းတွေကိုသင်ခံစားရရှိပြီးတော့မှမကြခင်မှာသင်ကိုလည်းဘုရားသခင်ငိမ်သက်ခြင်းနဲ့လည်းပတ်စီပေးမှဖြစ်တယ်။တော့သင်ရဲ့အသက်တာထဲမှာလိုအပ်နေတဲ့ အရာကဘာလဲဆိုတော့တော့စိတ်ဖိစီးမှုဖြစ်နေတဲ့အပေါ်မှာအာယုံမရောက်ဘဲနဲ့ဘုရားသခင်ပေါ်မှာ focus ထားဖို့ဖြစ်တယ်ဘုရားသခင်ပေါ်မှာအာယုံပြုဖို့ဖြစ်တယ်တော့ဒီနေ့မှာသင်သည်မစားနိုင်ဘူးမတောင်းနိုင်ဘူးတော့ဟိုဟိုဘက်လောက်အောင်မလို့ဒီဟာဘက်လောက်အောင်မလို့လို့တော့အာဘယ်လိုပြောမလဲအာဖိစီးမှုတွေကပေါ့နော်ဘတ်ပေါင်းစုံကနေရှိလာတဲ့အခါမှာအဲ့အရာပေါ်မှာလုံးဝအာယုံမပြုဘဲနဲ့ဘုရားသခင်ကငါ့ကိုမားစားတာဖြစ်တဲ့အတွက်ငါဟာအဲ့ဒီပျော်ခြင်းအခွင့်နဲ့နိုးခြင်းအခွင့်ရှိတယ် ငါကိုရံဖက်ပြုတ်ပြီးတော့မှဝန်းရံထားတဲ့သူအထောင်အပံ့ကိုငါလုံးဝမကြောက်ပဲနေမယ်ဆိုပြီးတော့မှကျွေးကြော်ဝန်ခံမှာစိတ်ပိုင်းဖြတ်ပါအဲ့ဒီအတိုင်းပဲလေဘုရားသခင်ပေါ်မှာယုံကြည်စိတ်ချပြီးတော့မှအသက်ရှင်ရမှာဖြစ်တယ်။နော်ဘုရားသခင်ကသင်ရဲ့အတွင်းရေးနော်သင်ရဲ့လုံးဝလူသိမခံခြင်းနဲ့အရာတွေအထီတိုင်အောင်ဘုရားသခင်ကစိတ်ဝင်စားနဲ့စောင့်ကြည့်ပေးနေတာဖြစ်တယ်။နော်ကျွန်မတို့ကိုနော်သူစောင့်ကြည့်ပေးရဲဆိုတော့ကကွဲကာဖို့လုံခြုံစေဖို့အန္တရာယ်မဖြစ်စေဖို့ပဲ။ဒါကြောင့်သင်ရင်ဖွင့်စရာရှိတဲ့အရာတွေကိုပေါ့နော်ဘုရားသခင်ရှေ့မှာပဲရင် င်ဖွင့်မှာနော်ချားသောသူတွေကိုသွားပြီးရင်မှာဖွင့်ပါတယ်လူတွေကလုံးဝစိတ်မချရအောင်မယုံရဘူးနော်တင်ကအခုချိန်မှာတော့တင်နဲ့အရင်မဲ့ close ဖြစ်ပြီးတော့ပေါ့နော်အရင်ရင်းနှီးပြီးတော့မှတင်ကစိတ်ချလို့ရပြီမဲ့ဒီချိန်မှာတင်နဲ့သူနဲ့ရန်ဖြစ်သွားပြီပေါ့နော်မခေါ်တော့ဘူးဆိုလို့ရှင်တင်ရဲ့အတွင်းရေးတွေကိုချားသောသူကိုသူကပြန်သွားပြောဖို့ဝင်လေးမှာမဟုတ်ဘူးပေါ့နော်လူတွေကဘရောမှစိတ်မချရအောင်ရောက်တင်ရင်ဖွင့်စရာရှိတာဖျားသခင်ရှေ့မှာရင်ဖွင့်မှာနော်ဖျားသခင်ကတင်ကောင်းကောင်းမကောင်းကောင်းပေါ့နော်တင်ရဲ့ကောင်းချင်းမကောင်းချင်းဒီသတင်းတွေကိုပေါ့နော်ချားသောသူကို သူဘရောမှပြန်ပြောမှမဟုတ်တဲ့အတွက်သင်စိတ်ချပြီးတော့မှရင်ဖွင့်လိုက်လို့ရတာဖြစ်တယ်။ဟောဒါတွေမကပေါ့နော်။သင်ရဲ့အခက်အခဲတွေထဲကနေလွတ်မြောက်နိုင်မဲ့နီးလန်းတွေကိုပါသူကပေးအုံးမှဖြစ်တယ်။ဒါကြောင့်မို့သင်ဒီနေ့မှာသင်ရဲ့စိုးရိမ်စရာအမှုတွေအားလုံးကိုဖျားခင်လက်ထဲမှာအနှံပြီးတော့မှ ယုံကြည်စိတ်ချစွာနဲ့ညီဝတ်စွာနေပါ။သင်ဤခြေကိုချော်စီခြင်းကအခွင့်ပေးတော်မမူ။သင်ကိုစောင့်တော်မူသောသူသည်အိတ်တော်မမူ။အာမင်။ဒီနေ့မှာသင်ကိုစောင့်ပေးနေတဲ့သာရဖျားကဘယ်တော့မှအိတ်တဲ့ဖျားမဟုတ်ဘူး။အမြဲတမ်းစောင့်ကြည့်ပေးနေတာဖြစ်တယ်။နော်သင်ရဲ့စိတ်ပူပန်ခြင်းအရာတွေအားလုံးကိုကုညီဖြည့်ရှင်ပေးခြင်းနဲ့နော်ဒီနေ့မှာညီဝတ်စွာနဲ့အေးရပြောပါမိ။ဘာဖြစ်လို့လဲ။ဘုရားသခင်ငါကိုမာစားတဲ့အတွက်ကြောင့်ဖြစ်တယ်ဆိုပြီးတော့မှအစင်မြဲဒီစကားလေးကိုသတိရ ဆင်ခြင်အောင်မြင်နှလုံးသွင်းပြီးတော့မှသင်အာသွားစရာလာစရာလှုပ်စရာခြိုက်စရာရှိတဲ့အရာအားလုံးကိုမစိုးရိမ်မဲနဲ့လှုပ်ဆောင်ပါ။တော့အိတ်ဆက်တဲ့အခါမှာလည်းညီဝတ်စွာနဲ့အပြိုရရတဲ့အခွင့်ကိုဘုရားသခင်ကပေးမှဖြစ်တယ်။ဒူဒူကဆူတောင်းရအောင်။ ။ဖဖျားခင်ကိုရောကိုကျေးဇူးတင်ပါရယ်။စိုးရိမ်ခြင်းအမှုကိစ္စမှန်သမျှအားလုံးကိုရောလက်တော်ထဲမှာကျွန်တော်အနားလိုက်ပါပြီ။ယုံငြိမ်ဝတ်စွာဖြင့်အိပ်ပျော်ရတဲ့အခွင့်ကိုကိုရောဖျားပေးမှဖြစ်ကြောင်းယုံကြည်စိတ်ချရယ်။ဖဖျားခင်တကယ်ပဲကျွန်တော်ဘက်ကနေပြီးတော့မှကျွန်တော်ရဲ့စိုးရိမ်စရာအမှုကိစ္စတွေအားလုံးကိုဖြေရှင်းပေးနေတာဖြစ်လို့လဲကျေးဇူးတော်ကိုချီးမွမ်းတယ်။ကျွန်တော်ကိုကိုရောဖျားဝမ်းမြောက်ခြင်းသွန်သောတော်မူပါ။ကိုရောဖျားရဲ့ငြိမ်သက်ခြင်းနဲ့ပတ်စည်တော်မူပါ။ရုပ်သည်ကိုရောဖျားရဲ့အထံတော်မှာလုံခြုံငြိမ်ဝတ်စွာဖြင့်အိပ်ပျော်ရသောအခွင့်ရှိကြောင်းဒီနေ့မှသိမှတ် ှတ်ရလို့ယေရှုတော်ကိုချီးမွမ်းနေကိုရောဖျားရှင်တို့ကိုယခုကနေစပြီးတော့မှယေဝုစွာနဲ့နေထိုင်ရသောအခွင့်မဆိုးရင်မကြောက်ကြပဲအသက်ရှင်ရသောအခွင့်ယေဝုစွာနဲ့အိပ်ပျော်ရသောအခွင့်ကိုရောဖျားပေးမှဖြစ်လို့လေယေရှုတော်ကိုချီးမွမ်းပါတယ်နာမတော်ဘုန်းကြီးပါစေယေရှုတော်ကိုချီးမွမ်းပါတယ်ယေရှုဖျားနာမောင်းမြှုပ်ဆူတောင်းပါ၏အာမင်